မင်္ဂလာပါကောင်းကြီးမင်္ဂလာရှိသောနေ့သည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ထာဝရဘုရားထံတော်ပါမှကာနာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလည်းဆုတောင်းပေးပါတယ်ဒီမနက်မှာဂျေစုတော်အပြင်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်ကောရိန္သုဩဝါဒစာပထမဆောင်အခန်းကြီး7အပိုင်ငယ်1ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ညီအကိုတို့သင်တို့ဒီဝိညာဉ်စုဂျေစုအကြောင်းများကိုမသိဘဲနေစေခြင်းကား ငါအလိုမရှိဒီနေရာမှာတော့ဝိညာဉ်စုဂျေစုတွေအကြောင်းကိုရှင်ဘောလူကတုံသင်တာတွေ့ရပါတယ်ဂျေစုတော့ပါပဲဘာကြောင့်လဲဆိုတော့တမာကျန်းစာထဲမှာဝိညာဉ်စုဂျေစုတွေရှိတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့မှတုံသင်ထားချက်မရှိခဲ့ဘူးဆိုရင်ကျွန်တော်တို့ဒီနေ့ခေတ်မှာရှုပ်ထွေးစရာအကြောင်းတွေအများကြီးရှိပါတယ်နတ်ဆိုးလို့တလူလူဖះကပဲလို့တလူလူနဲ့ကျွန်တော်တို့အတွက်ဝေခွဲဖို့ခတ်တဲ့အကြောင်းတွေဖြစ်လာမှာပဲဖြစ်ပါတယ် ယေရှုတော်ကြောင့်ဘုရားသခင်ကရှင်ပေါလုအားဖြင့်ဝိညာဉ်စုယေရှုတွေကဘာတွေလဲဆိုတာကိုတိတိကျကျဖော်ပြထားတဲ့အတွက်ကြီးမွမ်းစရာအကြောင်းရှိပါတယ်။ဒါကြောင့်မလို့ရှုပ်ထွေးစရာအငင်းပွားစရာတွေရှိလာခဲ့ရင်ဝိညာဉ်စုယေရှုရှိတယ်ဆိုတာကို ထောက်ပြပြီးတော့မှကျွန်တော်တို့ဖြည့်ရှင်းလို့ရနေပါတယ်။ဘုရားသခင်ပေးတဲ့စုယေရှုတွေကဒီလိုရှိတယ်ဒါကနှဆိုးနဲ့ဆိုင်တဲ့အရာလားဝိညာဉ်တော်လုတ်တဲ့အရာလားဆိုတာကို ပိုင်းခြားသိနိုင်ဖို့ရအတွက်အထောက်ထားတွေကိုရှင်းရှင်းလင်းလင်းဖော်ပြထားလို့ကျေးဇူးတော်ချီးမွမ်းစရာဖြစ်ပါတယ်။တမန်တော်ဝုဒ္ဓထဲမှာကြည့်ရင်ဘုရားသခင်အံ့ဩပွေဝိညာဉ်တော်လှုပ်ဆောင်တဲ့အရာတွေကိုတွေ့ရပေမဲ့ဝိညာဉ်စုကျေးဇူးရှိတယ်ဆိုတာကိုတော့ရှင်ပေါလုက ကောရိန္သုအသင်းတော်မှာဖော်ပြတာတွေ့ရပါတယ်။ကောရိန္သုအသင်းတော်မှာရှိတဲ့ယုံကြည်သူတွေကလည်းသူတို့မှာရှိတဲ့ဝိညာဉ်စုကျေးဇူးတွေနဲ့ အသုံးခံနေကြတယ်ဆိုတာကို တွေ့ရပါတယ်အဲ့ဒီခေတ်ကာလတုန်းကတော့ယုံကြည်သူတိုင်းမှာထူးထူးခြားခြားဘုရားသခင်ဝိညာဉ်တော်တသက်တည်ရှိနေကြတဲ့အတွေ့အသိတော်ကလည်းတိုးပွားမှုရှိသလိုအငင်းပွားမှုတွေလည်းရှိနေတာတွေ့ရပါတယ်ဆိုလိုတာကဒီဝိညာဉ်စုကျေးစုတွေရရင်ပဲသူတို့ရဲ့ဘဝကတဆင့်သူများထဲမြင့်တလို့လို့ဒီလိုမျိုးခံယူတဲ့သူတွေရှိကောင်းရှိပါလိမ့်မယ်သို့တော်လည်းပဲရှင်ပေါလုကဒီဝိညာဉ်စုကျေးစုတွေက မတူကြဘူးဆိုတာကိုထောက်ပြပြီးအသီးသီးဟာဖယားခင်ရှေ့မှာအေးပါတဲ့သူတွေဖြစ်တဲ့ပိုမြင့်တာလည်းမဟုတ်ဘူးပိုနှိမ့်တာလည်းမဟုတ်ဘူးအားလုံးဟာ အင်္ဂါချင်းတွေဖြစ်တဲ့ဆိုတာကို ရှင်းလင်းဖော်ပြတာကို တွေ့ရပါတယ်ချစ်တော်မိဘညီကိုမောင်တို့မတို့တင်းဟုတ်စရာတယောက်ဖြစ်ခဲ့မယ်ဝိညာဉ်ရေးရာခေါင်းဆောင်တယောက်ဖြစ်ခဲ့မယ်ဆိုရင်ကို့အတင်းတော်မှာရှိတဲ့ယုံကြည်သူတွေဟာဘာဝိညာဉ်စုချေးစုတွေရထားလဲဆိုတာသိဖို့လိုပါတယ် ြီးရင်တို့ရဲ့ဝိညာဉ်စုကျေးဇူးတွေအပေါ်မှာတို့ဘလို့အတုံးပြုနေတာလဲဒါကိုစီမံပေးဖို့လိုပါတယ်မဟုတ်ရင်ဝိညာဉ်စုကျေးဇူးကိုမကင်တွယ်ဘူးတည်တည်ချာချာအကြံပေးမစီမံဘူးဆိုရင်မာနထောင်လွားစရာတွေဖြစ်ပြီးတော့ဒီဝိညာဉ်စုကျေးဇူးတွေကြောင့်တယောက်ကိုတယောက်ဇာတိ၌ပြိုလဲစရာအကြောင်းတွေဖြစ်စေတတ်ပါတယ်ဒါကြောင့်မလို့ဝိညာဉ်ရေးရာကောင်းဆောင်တွေက ကိုယ်တင်းသားတွေရဲ့ ဝိညာဉ်စုကျေးစုတွေကိုတိဖို့လို့တလို့သူတို့ရဲ့အတုံးချမှုတွေကိုလည်းထိမ့်ကုတ်ပေးဖို့လိုပါတယ်သူတို့ကိုဝိညာဉ်စုကျေးစုဟုတ်မဟုတ်ကိုလည်းစစ်ဆေးပေးဖို့လိုပါတယ်ကျွန်တော်ဆိုလို့ရှိရင်တခါတလေမှာကိုနဲ့ပတ်သက်တဲ့ညီကိုတွေအခြားသောဘာသာစကားပြောရင်ကျွန်တော်ကသူတို့ကို မေးမြန်းတတ်ပါတယ်ဒီစုကျေးစုကစစ်ရလားဘလို့ပုံစံမျိုးနဲ့ဒီစုကျေးစုကိုရထားခဲ့တာလဲပြောပြပါအောင်ဒီလိုမျိုးကျွန်တော်မေးဘူးပါတယ် တခါလေကျွန်တော်တို့စိတ်ထဲမှာတန်တရားရှိတယ်လို့ထင်ရတာပဲဖြစ်ဖြစ်တခါတလေမှာဒါဟာအလွဲသုံးစားလုပ်နေတာလားလို့ဒီလိုမျိုး စိတ်ထင်တဲ့အခါမှာပဲဖြစ်ဖြစ်အဲ့လိုတသက်ခံချက်တွေကို မေးမြန်းပြီးစစ်ဆေးလို့ရပါတယ်ခေါင်းဆောင်တွေအနေနဲ့ကိုယ့်အတင်းတော်မှာရှိတဲ့ယုံကြည်သူတွေရဲ့စုကျေးဇူးတွေကိုမေးမြန်းခွင့်စစ်ဆေးခွင့်ထိန်းကြောင်းပဲ့ပြင်ခွင့်ရှိနေတယ်ဆိုတာကိုသိပြီးမှစစ်မှန်တဲ့ဝိညာဉ်စုကျေးဇူးဖြစ်ဖို့ရအတွက် လိုအပ်တယ်လို့လှုပ်ဆောင်ဖို့လိုပါတယ်။ယုံကြည်သူတွေကလည်းကိုယ်မှာရှိတဲ့ဝိညာဉ်စုဂျေဇူးတွေကို သိဖို့လိုပါတယ်။ကိုယ်ပါဝိညာဉ်စုဂျေဇူးရှိလဲဆိုတော့သိမှ ကိုယ့်ရဲ့ဆက်ကပ်မှုပါဝင်မှုမှာလည်းထီရောက်မှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဝိညာဉ်စုဂျေဇူးတွေအမျိုးမျိုးရှိတဲ့အထဲမှာမှ ကိုယ်ရထားတဲ့ဝိညာဉ်စုဂျေဇူးကိုကိုယ်သိပြီးမှ ကိုယ့်ရဲ့အတ္တတာကို ခရစ်တော်အတွက်နိုင်ငံတော်အတွက်အသင်းတော်အတွက်ဆက်ကပ်အစီခံဖို့လိုပါတယ်။ ဝိညာဉ်စုဂျေစုရလို့ကိုကပို့ထူးခြားပြီးတော့မှတာလွန်သွားတာတော့မဟုတ်ပါဘူးကိုမှဝိညာဉ်စုဂျေစုရှိလို့ကိုကပို့တန့်ရှင်းစင်ကြယ်နေလို့လည်းမဟုတ်ပါဘူးဘုရားခင်ကသူ့ရဲ့အမှုတော်နိုင်ငံတော်အတွက်ဆက်ကပ်တဲ့သူတွေကိုလိုအပ်တဲ့ဝိညာဉ်စုဂျေစုတွေကိုပေးတတ်တယ်ဆိုတာကိုသိဖို့လိုပါတယ်ကိုမှဝိညာဉ်စုဂျေစု ရှိနေပြီဆိုရင်အဲ့ဒီစုဂျေစုကိုပို့ပြီးတော့မှ အတုံးချခြင်းအပြင်တောက်ပြောင်လာစီဖို့လိုပါတယ်။ဖျက်ရှင်ကောင်းကြီးပေးပါစေ။ဆုတောင်းကြပါစို့။ကောင်းမြတ်သောဖျားကိုရောကိုယေရှုတင်နေဒီနှုတ်ကပတ်တော်အပြင်ကျွန်တော်ရဲ့အသက်တာမှာရှိတဲ့ဖျားပေးတဲ့ဝိညာဉ်စုယေရှုတွေကိုပို့ပြီးသိနိုင်ဖို့အတုံးချနိုင်ဖို့မာစာပါ။တန်ရှင်သောဝိညာဉ်တော်ပေးတဲ့စုယေရှုဖြစ်ကြောင်းကိုသိကြစေပါ။ယေရှုကြည်တယ်လို့ဝန်ခံ၍တဏိတာလုံးကိုလက်ဝဲအနှံနဲ့ခန္ဓာစိတ်ဝိညာဉ်မာစာခြင်းအမျိုးမျိုးနဲ့ပတ်ရည်၍ ခွန်အားယူကြတဲ့မိသားစုဝင်အယောက်တိုင်းရဲ့အသက်တာပေါ်မှာဂျေစုပြုပါမိအကြောင်းတဏိတာကိုယေရှုခရစ်တော်နာမ၌ဆက်ကပ်အနံဆုတောင်းပါ၏အာမင်